မင်္ဂလာပါဒီကနေ့တော့ကျွန်တော်တို့ဒီဗီဒီယို၃ပုဒ်ကြည့်မယ်ဗျ၃ပုဒ်ပဲကြည့်မယ်၃ပုဒ်ထက်ကျွန်တော်တို့ပို့ပြီးတော့မကြည့်ဘူးဒီတော့နံပါတ်၁ဗီဒီယိုကပါလဲဆိုတော့ကျွန်တော်တို့နောင်လာမယ်အခုလက်ရှိဖြစ်နေတဲ့အရာတွေကိုလွန်ခဲ့တဲ့အတိတ်တွေတုန်းကကျွန်တော်တို့ရဲ့ဒါကျေးဇူးတော်ရှင်ဒါလေဒီဆရာတော်ဘုရားကြီးကဒီတပေါင်းဆန်းဆန်းပုံစံမျိုးမိန်ကြားခဲ့ဘူးတာရှိတယ်ဆိုတော့ဗီဒီယိုဖိုင်တစ်ပုဒ်ကအခုတလောမှာ နည်းနည်းလေးပြန်ပြီးတော့ဟိုလူတွေကြားထဲကိုရောက်လာတယ်ပေါ့နော်ဒီတော့အဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ကနံပါတ်1အနေနဲ့နားထောင်မယ်ဒီတော့ကျွန်တော်တို့အဲ့ဒီတစ်ပုဒ်ကိုယဉ်ကြည့်မယ်ဗျာနော်ကက်ဆိုင်မဲ့အကြောင်းကြိုတင်ဟောကြားခဲ့တော့လက်ဒီဆရာတော်ဖရာကြီးလူလောကအတွင်းလူသက်တမ်း900အထက်မှာအတ္တမရာကအတ္တမရာကဝိသမလောဘမိစ္ဆာဓမ္မဆိုတဲ့အယုတ်တရားကြီး၃ခုမရှိသေးဘူးဆိုရင်နတ်တကြပြမာတို့ဟာလူတွေကိုကြိရှုစောင့်ရှောက်ကြပါလေ။ အဲဒါကြောင့်ကတ်ယောဂါများမပေါ်ပေါက်လိုပါကအယုတ်တရားကြီး၃ခုကိုဂရုပြုရှောင်ရှားကြရမှာပါလောဘဒေါသမောဟတရားစိုး၃ပါးကြောင့်ယောဂန္နရကတ်တတန္နရကတ်ဒုဗ္ဗေခန္နရကတ်တွေစိုက်လာကြတာပါမြန်မာလူမျိုးတော်တော်များများကတော့ဘာစုမှမတောင်းရင်နေပါစေကတ်ကြီး၃ပါးကကင်းလို့ရပါစေလို့တော့အများဆုံးဆုတောင်းလေးရှိကြပါတယ်မြန်မာနိုင်ငံမှာကတ်စိုက်မဲ့အကြောင်းကို1910ခုနှစ်ခန့်ကတည်းကလေဒီဆရာတော်ဘုရားကြီးကကြိုတင်ဟောကြားခဲ့ပါတယ် မြန်မာပြည်ကြီးကိုအင်္ဂလိပ်တို့အုပ်ချုပ်တဲ့ကိုလိုနီခေတ်ကလယ်ရီဆရာတော်ဘုရားကြီးသတင်းသုံးနေတဲ့အကြောင်းကိုအင်္ဂလိပ်နယ်ပိုင်မင်းသမီးမက်ကလက်မယ်ရီတယောက်ရောက်ရှိလာခဲ့ပါတယ်။မက်ကလက်မယ်ရီကတော့ခရီးရန်ကနေဗုဒ္ဓဘာသာကိုကူးပြောင်းတက်ဝင်ယုံကြည်ပြီးလယ်ရီဆရာတော်ကြီးကိုလည်းအလွန်ယုံကြည်ကိုးကွယ်သူတယောက်ပဲဖြစ်ပါတယ်။သူမရဲ့အဖေဟာနယ်ပိုင်မင်းဖြစ်တဲ့အတွက်မြန်မာပြည်တွင်နှစ်ပေါင်းများစွာတာဝန်ကျတာကြောင့်သူမကိုလည်းမြန်မာပြည်မှာပဲမွေးဖွားခဲ့ပါတယ်။မယ်ရီဟာလယ်ရီဆရာတော်ဘုရားကြီးကိုရှစ်ခိုးပြီးမနေ့ညကသူထူးဆန်းစွာမတ်ခဲ့တဲ့အိမ်မက်ဆိုးကြီးတုံးကိုဆရာတော်ထံလျှောက်ထားခဲ့ပါတယ်။ ယဟန်နာဖြစ်တဲ့လယ်ရီဆရာတော်ကြီးကသူမအိမ်မက်ကိုထောက်ပြပြီးရှေ့ဖြစ်လာမယ့်အကြောင်းတွေကိုသုံးသပ်ပြပါတယ်။လယ်ရီဆရာတော်ဘုရားကြီးဟာယဟန်နာဖြစ်တဲ့အတွက်ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကိုအကြောင်းတိုက်ဆိုင်ပြီးမေးမြန်းမှသာဟောကြားဖြေကြားခဲ့ပါတယ်။လယ်ရီဆရာတော်ကြီးကမက်ကလက်မေရီကိုတက္ကမကြီးမှတ်တဲ့အိမ်မဆိုးသုံးခုကကပတ်ကက်ကြီးသုံးပါးကြမဲ့အိမ်မက်ပဲ။နှစ်တရာအတွင်းကပတ်မှာကက်ကြီးသုံးခုပြင်းထန်စွာကြလိမ့်မယ်လို့ဟောကြားခဲ့ပါတယ်။မေရီကဘလို့ကက်တွေပါလဲဖရားလို့စက်မေးတဲ့အခါကျမှသာဆရာတော်ကြီးကဆက်လက်ဖြေကြားပေးခဲ့ပါတယ်။ ခရစ်နှစ်1940ခုနှစ်ကနေ2040ခုနှစ်အတွင်းစစ်ဘေးကယောဂါကတ်ငတ်မွချင်းကတ်တွေကြားရောက်လိမ့်မယ်လို့ဆရာတော်ကြီးကဟောကြားခဲ့ပါတယ်1940နဲ့1955ကြားမှာကမ္ဘာမှာကြီးမားတဲ့စစ်ပွဲတွေ ဖြစ်ပွားလိမ့်မယ်လူသန်းပေါင်းများစွာတေချေကြလိမ့်မယ်တကမ္ဘာလုံးလက်နက်ကတ်ဘေးတွေစိုက်လိမ့်မယ်2015နဲ့2025ကြာမှာကမ္ဘာမှာငလင်းဘေးတဘာဝဘေးရေဘေးမီးဘေးတွေကြီးစွာဖြစ်လိမ့်မယ်။အဲ့ဒီပြင်ကြီးမားတဲ့ကာယောဂါကြီးဖြစ်ပွားလိမ့်မယ်။ လူပေါင်းများစွာကူးဆက်မယ်တန်းနဲ့ချီသေးလိမ့်မယ်လူတွေထိတ်လန့်ကြလိမ့်မယ်2035နဲ့2040ကြားမှာတော့ကမ္ဘာပေါ်မှာမိုးခေါင်ခြင်းကြီးစွာဖြစ်လိမ့်မယ်ရေရှားမယ်တိနံငင်းတွေပျက်စီးကြမယ်အစာရေစာရှားပါလာမယ်လူသားပေါင်းများစွာငတ်မွချင်းကြုံပြီးအငတ်ပေးစိုက်လိမ့်မယ်ဒါတွေဟာနှစ်တရာအတွင်းမှာဖြစ်မှာဖြစ်ပြီး2040နောက်ပိုင်းမှာအဆိုးတွေအကုန်ကင်းစင်သွားလိမ့်မယ်2050ကစလို့နောက်ပိုင်းကမ္ဘာမှာခေကောင်းကြီးပြန်ဖြစ်လာမယ်ကပ်ဘေးသဘာဝဘေးအမျိုးမျိုးကင်းစင်ပြီးအေးချမ်းလိမ့်မယ် ဘာသာတရားတွေကိုသာလူတွေအာယုံဆိုင်လာကြတော့မယ်လို့ဆရာတော်ဖျားကြီးကဟောပြောခဲ့ပါတယ်။လေဒီဆရာတော်ကြီးကလူသားတွေတီလာပြတ်နေချိန်မှာနာနာဘာဝတွေနှောက်ရက်ရတာလွယ်ကူကြောင်းမကြာခဏမိတ်ငယ်ပူပါသေးတယ်။အဲဒါကြောင့်လဲပေးပဋ္ဌာန်းတွေရွတ်ခိုင်းတာပါ။ဖျားရှင်ရဲ့တရားတော်တွေဟာစัจ java တိုက်သောင်းအထိဩဇာတက်ရောက်ပါတယ်။ပေးပဋ္ဌာန်းတွေရွတ်ဖက်ကြရင်နှက်တွေမြမာတွေကဒါတော့ဗီဒီယိုအပိုင်းလေးပဲကျွန်တော်တွေ့တာပေါ့နော် ဗီဒီယိုအပြည့်စုံကျွန်တော်ကတော့ရှင်းအောင်မယ်လို့ထင်တယ်ဒါဗမာရှိတယ်တော့ကျွန်တော်လည်းမသိဘူးကျွန်တော်တွေ့တဲ့အပိုင်းလေးကိုကျွန်တော်ပြန်လည်ဝေမျှတာဒီတော့ဒီအပိုင်းမှာဆိုရင်ကျွန်တော်တို့တော်တော်ကြီးကိုပြည့်စုံပါတယ်ဒီဆရာတော်ဘုရားကြီးမိန်ကြားခဲ့တဲ့အရာတွေကဒါဟိုတကယ်ဖြစ်လားမဖြစ်လားတော့မိမိတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဆိုင်တာပေါ့နော်ဒါပေမဲ့ဒီထဲမှာဒီ content ထဲမှာပါတဲ့နောက်ဆုံးပိုင်းဒီမှာဆိုရင်ဒါဘေးပဋ္ဌာန်းကြီးများများရွက်ကမယ်ဆိုရက်ဒီဘာသာရေးဆုံးမလေးပါတယ် ဒါတွေကတော့အမတန်မှကျွန်တော်တို့အတွက်ကောင်းတယ်ဗျာနော်ကျွန်တော်တို့အတွက်ကောင်းတယ်ဆိုတာထက်တောင်ပိုပါသေးတယ်ကျွန်တော်တို့အတွက်ပိုပြီးတော့လုံခြုံစေပါတယ်ရသော်ပြားချင်းဟောကြားတော်မူခဲ့တဲ့ဒါရုပ်ဖတ်တည်းစေခဲ့တယ်ကျွန်တော်တို့ဒီပိပဋ္ဌာန်းဒီပါဠိတော်တွေကိုကျွန်တော်တို့ဟာရိုတီတီနဲ့ကြာကြာနာနာရုပ်ဖတ်ပူဆောင်မယ်ဆိုရင်ကျွန်တော်တို့အတွက်လည်းအများကြီးလုံခြုံမှုတွေရှိလာမှာပါမြတ်စွာဘုရားရှင်ရဲ့ဒါတရားဓမ္မတွေရဲ့ဆက်ကြဝဠာတိုက်တဲ့တောင်းလုံးကိုကျွန်တော်တို့ဒါ တသောင်းထက်မကတော့ပြန့်လှန့်ပြန့်နှံ့ပါတယ်နော်ဒါလေးကတော့ကျွန်တော်တို့အတွက်ဒါယူစရာလေးပါ နော်ဒီအပေါ်မှာဟုတ်ချင်းမဟုတ်ချင်းကတော့မိတ်ဆွေတို့ရဲ့ဒါဟိုထင်မြင်ယူဆချက်တွေဟိုတွေးတောချက်တွေနဲ့ပဲဆိုင်ပါတယ်နော်အဲဒီပုံမှာတော့ကျွန်တော်ကဟိုဘလူကြီးပါညာလူကြီးပါကျွန်တော်တို့ကတော့မပြောလို့ပါဘူးဟုတ်တယ်မလားဒီတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြည့်မယ်ဗျကဘာမတာဘုရားဘာသာဟာနောက်ဆုံးမှကြံခဲ့မယ်ဆိုတာကိုကျွန်တော်တို့ဒါအင်္ဂလိပ်ဘာသာနဲ့ဒါ sharing လုပ်ထားတဲ့ဗီဒီယိုလေးပါ ဒါလေးကိုကျွန်တော်တို့ကြည့်မယ်ဗျာเนาะဒါကတော့ဒီပုံမှာတော့ဒါအိုင်စတိုင်ရဲ့ပြောဆိုမှုတွေကိုအဓိကပြန်ပြီးတော့နှုတ်ထုတ်ပြီးတော့ကျွန်တော်တို့ဒါကွန်တန့်တဲ့ပုံဖန်တီးထားတာပေါ့ဒါလေးကိုကျွန်တော်တို့ကြည့်မယ် ေးကွန်တန့်ညီတော်တော်များများတွေးခဲ့ဘူးတယ်ထဲထဲမှာပေါ့နော်ဒီအဓိကတော့ဒီအင်္ဂလိပ်လိုပေါ့အင်္ဂလိပ်လိုလို့တဲ့ဒီဘာသာရေးကွန်တန့်ညီတော်တော်များများဒီ creation လုပ်တဲ့အပိုင်းတွေကိုကျွန်တော်တို့ကြည့်သမျှတွေမှာဒီဗီဒီယိုလေးတစ်ပုဒ်ကတော်တော်လေးကိုကောင်းတယ်ကျွန်တော်ဒါ YouTube short အတွက်လုပ်ထားတာလို့ထင်တယ်ဒါပေမဲ့ကျွန်တော်သူ့ရဲ့ဒီ channel ကို share တဲ့အခါမှာတော့ကျွန်တော် channel ပဲတွေ့တယ်ဒီဗီဒီယိုမတွေ့ဘူးပေါ့ဗျာဘာပဲပြောမူရင်း creation လုပ်ထားတဲ့လူကိုကျွန်တော်တို့ကဒါ လေးလေးစားစားနဲ့ကိုဒါ credit ပေးရဲပေါ့နော်ဒီ video ကတော့ဒါမေးရှိလို့ရဲ့ဆုံးဖြတ်ချက်ပါပဲ Einstein ရဲ့အကြောင်းကိုများများလေ့လာဘူးတဲ့သူတွေဆိုတော့ Einstein ပြောခဲ့တဲ့ဇာတ်ကားတွေဟုတ်ချင်းမဟုတ်ချင်းကိုကောင်းကောင်းသိလိမ့်မယ်ဒါကတော့သူပြောခဲ့တာတခြားဘာသာတွေပေါ့ကဘာဖြစ်တယ်ညာဖြစ်တယ်ရောဆိုရင်အပိုင်းနေဒါသူပြောတာကျွန်တော်တို့ပြောတာမဟုတ်ပါဘူးနော်ဒါတော့ကိုယ်ပါသာလေးလာကြည့်ပို့ပြီးတော့ကောင်းတယ်အိုင်းစတိုင်းလိုပုံကိုတယောက်ကဒါတွေကိုပြောခဲ့လားမပြောခဲ့လား ဒါကုနဲ့ပဲဆိုင်နေကိုဘာသာလီလာပေါ့နော်ကိုဘာသာလမ်းလေးလုံးနေတီလာလေးမယ်ဟုတ်ပြီအဲဒီတော့ကျွန်တော်တို့ဒါနောက်ဆုံးတပုတ်ကတော့ကျွန်တော်တို့ရဲ့ကြည့်တို့ရှင်ဒါဘာမောကျဆရာတော်ဘုရားကြီးရဲ့ဒါတရားဟောကြားထားတယ်ပေါ့နော်တရားတွေကကျွန်တော်တို့ဒါနှုတ်ထုတ်ထားတယ်အပိုင်းတူလေးကိုကျွန်တော်တို့နိုင်ယူမယ်ဗျဒါလေးပြီးတော့ကျွန်တော်တို့ဗီဒီယိုလေးကိုဆုံးသတ်မယ်နော်တော့ကမ္ဘာကစားဟာစွမ်းနေကိုဓမ္မဖြစ်တယ် သူတွေကသစ္စာဆိုတာအတမနဲ့ကြတကယ်လည်းကိုယ့်အကိုသစ္စာဆုံးပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားအားရှိတယ်။မယုံရင်တော့လုံးချီကုန်တော့။ဒါခါလေးနဲ့တော့ရချင်မှရမှာပေါ့။ဘာဖြစ်လို့လဲဆိုသစ္စာစကားဆိုတာအကံပုံနဲ့လိုအပ်တယ်။အမှန်ကန်တာလဲဆိုရမယ်စိတ်စွမ်းအားလေးအားလုံးအုံချပြီးတော့လုပ်ဖို့လိုအပ်တယ်။အဲ့ဒီမှာသစ္စာဆုံးဆိုကြီးရတယ် သစ္စာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုလည်းသစ္စာဆိုလို့ရတယ်ကိုယ့်ဘာကိုဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုယရဏတို့ကနေယူပြီးတော့နာနဲ့ခဲမှာသစ္စာဆိုနိုင်အောင်လို့အင်္ဂါနာလေးတွေဒီမှာထည့်သွင်းတာဒါမှလည်းဘုသောအိယာကထလာလို့ရှိရင်လောက်ရမယ်အလုပ်ကလေးတွေနော်အလုပ်သွားပြီအခုလုပ်ငန်း ကန္တာရံလုံးပြီဆိုလို့ရှိရင်အခုလိုတစ္ဆာစိတ်ဆိုဖို့တစ္ဆာဆိုတာကိုယ့်ဘက်ကမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ကုန်ပါချိန်တယ်ရံကိန်းစီဝေဒံဣဒဝါပူရံဝါတကိန်းကဝါယံရတနံပဏိတံသနောတမံအချိတထာဂနေကဣရန်ပြိဗုဒ္ဓိရတနံပဏိတံဣတိနသစ္ဆေနသောတိဟောတုဣဒံပြိဓမ္မေရတနံပဏိတံဣတိနသစ္ဆေနသောတိဟောတု ဣဒံဤတံဃေရတနာပတိတံဣဒိနာသစ္စိနာသောတုဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးရဲ့သစ္စာဆုံးပုံလေးကိုကြည့်။ဗမာလူဒိဋ္ဌိကလည်းရှင်းရှင်းနဲ့ယံကေရှိဝိတံဣဒဝါဘူရံတိုက်ကေသူဝါဉာဏ်ရတနာပတိတံဒီလိုဆုံးပါအဲ့ရန်ကင်းစီဝိတ္တရောဂါမှာနှက်သက်เสียကောင်းတာလေပစ္စည်းဥစ္စာ ဒီယူပြည်မှာရှိတဲ့ဟာရောတခြားတောကမှာရှိတဲ့ဉာဏ်ရောနော်နတ်ပြည်မှာရှိတဲ့ဉာဏ်ရောတောကမှာယရနာလေးဟာကွာမှာရှိဉာဏ်ကိရှိရှိသည်မယရနာလေးအာလောအနိတ္တနာယရနာလေးအာလောနန္ဒောတမအခိတ္တသာကလေးနသစ္စာဖရာဆိုတဲ့ယရနာနဲ့တူတဲ့ယရနာလောကမှာရှိပါဘူးသူနဲ့ပိုင်ဆိုင်ရတဲ့ စိတ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ဝေပဲဖြစ်ဖြစ်နော်တပ်တံပရမရားတွေပဲဖြစ်ဖြစ်အဲ့ဒီယရဏတွေကြောင့်များစွာရှိကမ္ဘာမှာရှိတဲ့ဒီယရဏတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားတိဝိသောယရဏကိုမပြီးပါဘူးလို့ပြောဆိုတာအဲ့ဒါဟာမင်္ဂလာစကားတွေကိုဖြစ်တဲ့သန္တော်သမန်အတ္တိတခါကတည်းကဣဒံဘိဗုဒ္ဓေရတနာလောကမှာရှိတဲ့ယရဏတွေအတွက်ပို့ပြီးတော့ထုတ်ပြတဲ့ယရဏသစ္စာကောင်းတဲ့ တိလသမာဓိပညာဆိုရဲဒီထူးခြားတဲ့တန်ဖိုးရှိလာတဲ့တရားတွေဒီသောပြသန္ဓမှာရှိတယ်တရားမှာရှိတယ်သံဃာမှာရှိတယ်အဲ့ဒီမှန်သောစကားကိုဆိုရတော့ကြောင့်သတ္တဝါတွေချမ်းသာကြပါစေဟောတန်မြတ်သစ္စာဆုံးပြီးတော့မေတ္တာပွားတဲ့ဒီအဲ့တော့နိုင်ငံဘုရားလေးရောက်တဲ့အခါကျတော့ကိုယ့်အတွက်ဒီမှာဘူးအများသတ္တဝါတွေအတွက်ကသစ္စာဆုံးပြီးတော့မေတ္တာပွားတာအလောင်းကောင်းတဲ့အရောက်တစ်ခုပဲဟောဟုတ်လား ဲ့တော့လုံကောင်းတဲ့တစ်ခုကမှန်မှန်ကန်ကန်လုံတော်မယ်ဆိုလို့ရှိရင်အောင်ကျချတာလည်းရမှာဒါနဲ့နေပိုင်းမှာဒီလိုလုံဖို့အတွက်ရှင်းဆရာတော်ကြီးတွေကသူတို့ပါဠိတော်တွေကနေထုတ်ထုတ်ပြီးတော့ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်ဟောဒါလေးကတော့ကျွန်တော်တို့ဒါတတော်ကြီးကိုထိရောက်တဲ့တရားပိုင်းအတူလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီဟာဒီလိုမျိုးပေါ့เนาะတရားပိုင်းတူလေးတွေကိုနာယူရတဲ့အခါမှာကျွန်တော်တို့အတွက် ဒီပြီးလိုက်ရတဲ့အချိန်တိုင်းအချိန်တိုင်းပေါ့နော် ဖြတ်တန်းနေတယ်ကျွန်တော်တို့စက္ကန့်တိုင်းမှာအမတန်းမှာတန်ဖိုးရှိတယ်ဗျာကျွန်တော်တို့ဒီအလာပါတလာပါတွေပြောနေတာဒီအဝါရရှောက်ပြောနေတဲ့ကိစ္စတွေဟောတည်မလားဟိုဆိုရှယ်မီဒီယာတွေတောက်လျှောက်ပို့ကိုကျင်တတ်တဲ့သူဆိုရင်လည်းဘလောက်တော်ကြောင်းဘလောက်ကောင်းကြောင်းတွေပြောမယ်ကိုမကြိုက်တဲ့သူကိုမကျင်တဲ့တဲ့သူဆိုရင်လည်းဘလောက်ဆိုးချောင်းဘလောက်ယုံညံ့ချောင်းမကောင်းချောင်းနေပြောမယ်ဒါတွေလုံးနေမယ်စာမင်းစုတရားလေးနာကြပါ เนาะကျွန်တော်ကတော့ဒါပဲအကြံပေးခြင်း ਨੇ ဟိုကြိုက်တာမကြိုက်တာတော့ကိုယ်ပိုင်ပေါ့เนาะယူခြင်းယူမယူခြင်းနေဟွာရည်စရာလည်းကောင်းနေတယ်ဘာလဲဆိုတော့ကျွန်တော်မှာဒါတခြားတခြားတော့ဒီ channel လေးတွေရှိတယ်ဗောဗျာ YouTube channel လေးတွေမကျင်တတ်တဲ့သူတွေကြပြန်တော့လဲရည်ရတယ်ဗျာအဲ့ဒီ channel တွေအထီကိုလိုက်ပြီးတော့သူတို့မှာပင်ပန်းနေရတာတလား comment တွေမှာတကူးတကားအာဆဲကြဆူကြပြောကြဗောဗျာ လိုပြောရမလဲမင်းတို့ဒီဘလားဟုတ်ပဲပြောပြောငါစင်ပေါ်မှာအပြုံးမပြတ်ဘူးဘာကြောင့်လဲဆိုတော့မင်းတို့ဒီငါ့ကိုဆဲလေပြုံးပြုံးမင်းကငါ့ကိုကောင်းတာပြောလေဒီတိုင်းမကောင်းတာပြောလေဒီတိုင်းပဲစိတ်ခံမသိနေခိုက်ဆိုရင်တော့ပြန်ပြောတာပေါ့နော်ငါပြန်ပြောရင်တော့လေဘယ်လိုပြောရမလဲဓာတ်နဲ့ထိုးတာတက်တောင်လာသေးတယ်ပြောချင်တာကတော့မင်းတို့ဘလားဟုတ်ပဲပြောပြောငါရှိတယ်မရောက်ဘူးမင်းတို့ရဲ့စိတ်သက်တည်းမင်းတို့ရဲ့ဒါ နှုတ်ကျမ်းရင်ပေါ့နော်အမိကိုကျမ်းရင်ဖအစရှိတဲ့ဖြင့်ဒီလိုတွေသွားထိခိုက်တာပေါ့ကိုယ့်ရဲ့အပြောဆိုကိုယ့်ရဲ့ဒီအမှုရာတွေကြောင့်ကိုယ့်ရဲ့မိဘတွေဘာမှမလုပ်တဲ့မိဘတွေမှာသွားထိခိုက်တယ်နော်အမိရောက်တော့နှုတ်ကျမ်းနေအဖရောက်တော့ကိုကျမ်းနေလေဒီတော့မင်းတို့တွေမပင်ပန်းကြဘူးလားတခြားတခြားသောတခြားတခြားသောဒီ YouTuber တွေဖြစ်ဖြစ်တခြားတခြားသော Creator တွေဖြစ်ဖြစ် ဒီလိုတွေပဲနေမှာပဲမင်းတို့တွေဟိုကိုကြိုက်တဲ့သူဆိုရင်တော့ကြိုက်ချောင်းကြီးအတကုံကြီးချီးမွန်ပြောတီလားမတီလားဟုတ်လားမဟုတ်လားမသိဘူးမကြိုက်တဲ့သူဆိုရင်လည်းမကြိုက်ချောင်းတွေကိုအမတန်းမှနှိမ့်ချပြီးပြောပင်ပန်းတာပေါ့ဘာဟုတ်မလဲကိုကောင်းတာလေးယူလေကို့အတွက်အဆင်ပြေတာကိုယူကို့အတွက်အဆင်မပြေတာတွေကိုမယူနဲ့ဒါမျိုးသုံးရတယ်ဆိုရှယ်မီဒီယာဆိုတာကဒီလိုမှမဟုတ်ဘဲနဲ့မင်းတို့မြင်မြင်သမျှတွေ့တွေ့သမျှတွေကိုပုံကူဆွဲနေလျှောက်ခံစားပြီးတော့မပြီးညာမစည်းညာ ပင်ပန်းလိုက်တာကွာမင်းတို့ကြည့်ပြီးတော့ငါတနာလေတနာတယ်တချို့ကောင်တွေဆိုငါ channel ရှိတလောက်မှာသူတို့ comment အတွေ့တယ်ရုပ် channel ရပြန်တော့လေငါ channel မှန်တည်တယ်တချို့ကြတော့လေမတည်ဘူးပေါ့ကွာအဲ့ဒါပင်ပန်းမာတွေအလကားနေအာနေတရားလေးနာကြပါဟုတ်တယ်မလားသူများဆဲနေမှာစားတရားလေးနာပါနော်တို့ကြဖြစ်နေတဲ့ကတ်တွေလည်းမင်းတို့တွေပါသွားကြအောင်ပဲเนาะရှေ့အတိတ်ကံတွေရှိရင်ငါတို့လည်းပါသွားနိုင်တယ်အဲ့ကြမင်းတို့လည်းမဆဲရတော့ဘူးလीเ ဆဲရတဲ့လူတယောက်ယော်သွားမယ်ဒီလိုမင်းတို့တွေပါသွားမယ်ဆိုရင်လည်းငါကဒီမှာစောင့်နေရတာဘယ်ကောင်များဆဲမလဲဟဲ့ဟိုဘယ်ကောင်မများဆဲမလဲပေါ့ကောင်ဒီကောင်မတွေပြောတယ်ဆိုတာဒီလိုလူတန်းစားတွေအတွက်ပဲပြောတာပါဟိုကျွန်တော်ဒီရင်ကျေးမှုရှိတဲ့လူတိုင်းဝန်ဒါလူပတ်ဝန်းကျင်အတွက်ကတော့ဒီလိုစကားတွေမပြောပါဘူးဟုတ်ပါပြီကျွန်တော်တို့ဒါဒီနေ့ဗီဒီယိုသုံးပုံမှာမိတ်ဆွေရဲ့ဘဝအတွက်ဒါတတော်ကြီးကိုဘုဒ္ဓတရားလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ် ါတစုတစည်းတည်းလေးလေးဖြစ်သွားတယ်ပေါ့အားလုံးပဲဒါရှင်းလင်းချမ်းပြေးကြပါစေကျွန်တော်တို့နောက်တစ်ပုဒ်မှာပြန်တွေ့မယ်ခင်ဗျာ